မက်ခရိုရဲ့ဒုတိယမြောက်ဆိုင်သစ်ကိုတမိုင်းလန်းဆောင်အနီးမှာရှိတဲ့ခဝဲချံမှတ်တိုင်ရှိမှာဖွင့်လှစ်ခဲ့ပြီးလက်လီသုံးဆွဲသူတွေအပြင်ပြန်လည်ရောင်းချသူတွေပါလာရောက်ဝယ်ယူခဲ့ကြပြီးတိုးမပအောင်များပြားခဲ့ပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။အော်တိုဘားလ15ရက်နေ့မှာထိုင်းအခြေဆိုင်မက်ခရိုလုပ်ငန်းစုကဒုတိယမြောက်ဖွင့်လှစ်လိုက်တဲ့ခဝဲချံဆိုင်သစ်ဖွင့်ပွဲမှာလာရောက်ဝယ်ယူသူတွေတိတ်တိတ်တိုးများပြားခဲ့ပါတယ်။တွင်းကုန်ပစ္စည်းတွေတင်သွင်းမှုအပေါ်လိုင်စင်ကန့်သက်ထားတာကြောင့်မြန်မာပြည်တွင်းကုန်ပစ္စည်းလက်လီလက်ကစည်းကွက်မှာ ကုန်ပစ္စည်းပြက်လက်မှုတွေကြုံတွေ့နေရချိန်မက်ခရိုကုန်တိုက်ဆိုင်ခွဲတစ်ဖွင့်လိုက်တာဖြစ်ပါတယ်။ပြည်ပဆိုင်တွေမှာကုန်ပစ္စည်းဝယ်ရခက်တဲ့အကြောထိုင်းအခြေဆိုင်မက်ခရိုကုန်တိုက်ကနေနိုင်ငံခြားပစ္စည်းတွေဈေးမမှန်တဲ့ရပုံမျောလင့်တယ်လို့ရန်ကုန်မြို့နယ်ကနေဆိုင်မဖွင့်ခင်မနက်ပိုင်းမှာလာရောက်စောင့်ဆိုင်းဝယ်ယူသူတယောက်ကပြောပါတယ်။အော်ဒီကနေမီကျွန်တော်ဈေးတော်တော်နဲ့နေမီဟိုဟာနိုင်ငံခြားပစ္စည်းတွေများများရဖို့အတွက်ပေါ့ကျွန်တော်ဟိုဟာအများကြီးမျှော်လင့်တာပေါ့ဈေးဈေးနှုန်းလေးတွေ ဟိုဟာအမှန်နဲ့ပေါ့ဈေးနှုန်းအမှန်နဲ့ပစ္စည်းအမှန်တွေရဖို့မျှော်လင့်တာပေါ့အာကုန်ပစ္စည်းကတော့ဟိုဟာပုံမှန်အရင်ဟိုနေတော့တာပေါ့နော်ပစ္စည်းတွေကဝေရခက်တယ်အခုဆိုရင်တော့ဟိုဒီမှာဖွင့်လိုက်တော့နိုင်ငံခြားပစ္စည်းတွေပို့လို့ရတာပေါ့အဲ့လိုမျိုး နိုင်ငံချောင်းဝင်စီထွက်မှုကိုကန့်တတ်တဲ့အနေနဲ့တရားဝင်တင်တွန်းလာတဲ့ကုန်ပစ္စည်းတွေအပြင်နယ်စပ်ကတင်တွန်းလာတဲ့ကုန်ပစ္စည်းတွေကိုပါစစ်ကော်မရှင်ကကန့်တတ်ဖန်ဆီးတာတွေကြောင့်ဖြန့်ချီရေးကုမ္ပဏီတွေမှာပစ္စည်းအချိန်မီမပေးပို့နိုင်တာတွေရှိလာပါတယ်။ဒါကြောင့်တဆင့်ပြန်လဲရောင်းချဖို့အတွက်မက်ခရိုမှာလက်လီတုံးဆွဲသူတွေအပြင်လက်လီပြန်ရောင်းချသူတွေပါအများပြားလာရောက်ဆုံဆိုင်ဝယ်ယူကြတာလည်းဖြစ်ပါတယ်။ကုမ္ပဏီကပစ္စည်းလာမချလို့ခွဲချံမက်ခရိုမှာပြည်တွင်းထုတ်မြပရင်နှုံမုံပရီးမီးယားကော်ဖီတွေကိုလာရောက်ဝယ်ယူတာဖြစ်တယ်လို့ ကြီးမြတ်တိုင်မြို့နယ်ကလက်လီအယောင်ဆိုင်ရှင်တယောက်ကပြောပါတယ်။ကိုဝင်ရပစ္စည်းမရပစ္စည်းကိုမပေးတာမရတာအဲ့လိုအဲ့ဒါကြောင့်အဲ့ဒီကတော့ဒီကပစ္စည်းတော့ရတာဈေးကတော့နည်းနည်းလေးတော့ပေါ့။ဟိုကုမ္ပဏီကမပေးနိုင်တာဒီမှာရှိရင်တော့လာဝယ်လို့ရတာ။ရတလောခဝဲချံမက်ကရိုမှာထိုင်းပစ္စည်းတွေချက်ပြည်တွင်းထုတ်ကုန်တွေကိုအသာပေးပြသထားပြီးရတလောပစ္စည်းပြက်လက်နေတဲ့ထိုင်းနာမည်ကြီးမယောနစ်လိုစားကုန်တွေကတော့ရောင်းချနိုင်တာမရှိပါဘူး ထိုင်းအခြေစိုက်မက်ခရိုဂုံတိုက်ကိုပြီးခဲ့တဲ့2020ပြည့်နှစ်မှာပဇွန်တောင်ဆက်ဆန်းရှိစီးပွားကုတန်းပိုင်ကုန်တောင်တွေကိုပြုပြင်ပြီးပထမဆုံးအကြိမ်ဆက်တင်ဖွင့်လှစ်ခဲ့ပြီး9နှစ်အကြာမှာအင်းစင်ခွဲချံမတ်တိုင်အနီးရှိစက်မှုတစ်ဝန်ကြီးဌာနပိုင်ဝင်းတူစာဆိုင်အဟောင်းနေရာကိုပြုပြင်ပြီးဒုတိယမြောက်ဆိုင်ခွဲကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ကျွန်မဟန္နာပါ